မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြူစောတီပြည်သူစစ်စစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုထောက်ခံချက်ဖြင့်လိုင်စင်မဲ့ရဲများစစ်ကောင်စီကပြန်စည်းငင်းခွင့်ပြုတယ်ဆိုတဲ့သတင်းနဲ့လိုင်စင်မဲ့ရဲစီးနင်းနေသောပြည်သူများကိုမူစီမံချက်ဖြင့်ဆက်လက်ဖမ်းဆီးအရေးယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံပေးစစ်ကောင်စီကတန်ခါများကိုလိုင်စင်မဲ့ရင်စီးနှင်ခွင့်ပြုပြီးနောက်ဖြူစောတီပြည်သူစစ်စစ်တပ်နှင့်ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းထောက်ခံချက်ဖြင့်လိုင်စင်မဲ့ရင်များပြန်လည်စီးနှင်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။ဇွန်လတရနေ့မှစတင်၍တနင်္ဂနွေလုံးတွင်ပြည်သူများကစီးနှင်နေသောလိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကိုစစ်ကောင်စီကစီမံချက်ဖြင့်ဖမ်းဆီးခဲ့ကြောင်း တို့ရတွင်စွန်လ၄ရက်နေ့တွင်တန်ခါများနဲ့ဘုံကြီးကြောင်များအတွက်အသုံးပြုနေသော RLG အမတ်တစိတ်တက်လိုင်းစင်မိတ်ကားများကိုမြို့နယ်တန်ခါနာရက်ကအဖွဲ့ဤထောက်ခံချက်ဖြင့်မင်းအောင်လိုင်းကပြက်လေစီးနှင်းခွင့်ပြုခဲ့ကြောင်းရင်းနောက်စွန်လ၁၀ရက်နေ့မှစတင်ပြီးဖြူစောတီပြည်သူစေစစ်တပ်နှင့်ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုတပ်ဆိုင်ရာဌာနများ၏လုံခြုံရေးတာဝန်ရှိသူများ၏ထောက်ခံချက်ဖြင့်လိုင်းစင်မိတ်ဆိုင်ကနေကားများပြက်လေစီးနှင်းခွင့်ပြုကြောင်းသိရပါသည် ဝန်ထမ်းဆိုရင်တပ်ဆိုင်ရာဌာနအကြီးကဲ့ရဲ့ထောက်ခံချက်ပါရမယ်။လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်ဆိုရင်နေမြေတက်နေမှုရဲ့ထောက်ခံချက်ပါရမယ်။နေမြေရင်ထင်းရဲနဲ့ရဲစခန်းမှာစရင်သွင်းအကြောင်းကြားထားရမယ်ဆိုရင်စီးနင်းလို့ရပြီ။တပ်ဆိုင်နဲ့တိုင်းပြည်နယ်နဲ့မြို့နယ်အတွင်းမှာဝတ်တောက်ပေးမယ်။ဌာနဆိုင်ရာလုပ်ငန်းတွေအတွက်စီးနင်းခွင့်ပြန်ရတယ်နေကြတော့မရဘူး။စီးနင်းချိန်မှာတာဝန်ချိန်အတွက်စီးနင်းတာမျိုးပဲခွင့်ပြုတာဟုဖကူးတိုင်းထွေအောင်နဲ့နီးစပ်သောသတင်းရင်းမြစ်ကပြောဆိုပါရတယ်။ ဌာနဆိုင်ရာများကိုထောက်ခံချက်ဖြင့် license မဲ့ယင်များပြန်လည်စီးနင်းခွင့်ပြုရာတွင်အဓိကအားဖြင့်ဆိုင်ကယ်များကိုပြန်လည်ခွင့်ပြုနေခြင်းဖြစ်ပြီးရခင်ရှိရင်ဆွဲ license မဲ့ကားနှင့်ယင်များကိုဌာနဆိုင်ရာလုပ်ငန်းတာဝန်များအတွက်ဦးစားပေးချွင်းချက်အနေဖြင့်ပြန်လည်ခွင့်ပြုခြင်းဖြစ်ကြောင်းသိရပါသည်တို့ရရင်ပြည်သူများကိုမူ license မဲ့ရင်နဲ့ကားစင်းမှုများကိုဆက်လက်ဖမ်းဆီးနေစေဖြစ်ပြီးထောင်နှံနှင့်ငွေရံများချမှတ်ခါ license မဲ့ကားနှင့်ယင်များကိုလည်းတင်စီကြောင် ။မြန်မာလိုက်အမိန့်ညွန်ကြားချက်ကြောင့်နိုင်ငံတဝန်းတွင်လိုင်စင်မဲ့ကားနှင့်ယာဉ်ဖမ်းဆီးမှုကိုအကြောင်းပြု၍စစ်တပ်ရဲ့အပါအဝင်ဌာနပေါင်းစုံကပြည်သူများထံမှငွေညစ်တောင်းယူမှုများအကြီးအကျယ်ဖြစ်ပေါ်လျက်ရှိကြောင်းစုံစမ်းသိရှိရပါသည်။မီလာ20ရက်နေ့နေပြီးတော့တွင်ပြုလုပ်ခဲ့သောစစ်ကောင်စီအစီအွေတွင်အကြံဖတ်မင်းအောင်လိုင်ကလိုင်စင်မဲ့ကနှင့်ဆိုင်ငင်များစီးနင်းနေမှုကိုဖော်ထုတ်သွားရန် လိုင်စင်မဲ့ဆိုင်ငံနဲ့ကောင်းများစီးနှင်းနေမှုများကြောင့်နိုင်ငံတော်အနေဖြင့်အခွန်အခများစွာနှင်နာမှုရှိမည်ဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နှင့်ဆိုင်ကဲများစီးနှင်းမှုမရှိစေရန်ကြက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားခဲ့ပါသည်။ဆက်လက်ပြီးနောက်ချုံမျိုးနှင့်နေရာသုံးခုသို့စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေသည့်ဖြင့်တိုက်ပွဲများဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချုံမြို့နယ်ရွှေသွန်းကျေးရွာကံကြီးကျေးရွာနဲ့ဖိနေကုန်းနဲ့ညောင်တော်ကျေးရွာဘက်သို့စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတဲ့ဖြင့်တိုက်ပွဲများဆက်ဖြစ်ပွားနေကြောင်းတအောင် TNL ကထုတ်ပြန်ပါတယ် ဇွန်လ23ရက်နေ့မော်လဲ12:20မိနစ်အချိန်နောက်ချိုမြို့နယ်ရွှေသွန်းကျေးရွာတွင်စစ်ကောင်စီတပ်နှင့်တပ်အောင်းတပ်မတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး35လုံးနဲ့ထရုံဖြင့်ဘုံး7လုံးပစ်ကူတိုက်ခိုက်ခဲ့ကြောင်းအလားတူပိန်းနေကုန်းနှင့်ညောင်တော်ကျေးရွာဘက်တွင်လည်းစစ်ကောင်စီတပ်နှင့်တပ်အောင်းတပ်မတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး41လုံးနဲ့ထရုံဖြင့်ဘုံး9လုံးကိုလည်းပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ချို့တူဇွန်လ12ရက်နေ့တွင်လည်းကန်ဒီဂျီရွာဘက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး90လုံးနဲ့ဒရုန်းဖြင့်ပုံ15လုံးတို့ကိုဖြစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲကငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်တာရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်ထိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်ဆင်ခြင်များပြုလုပ်မည်မဟုတ်ခင်တပတ်တက်အပြည့်ရဲ့ကာလကိုနောက်ထပ်တလတက်တန်းထပ်ထူထားစဉ်စေကောင်းစီကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့်နောက်ချုံမြို့နယ်တွင်တိုက်ပွဲများမကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်ဟု TNL ကဆိုပါတယ် စစ်ကောင်စီ၏လေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စည်ရေးတရီအငဲရှိရန်လိုအပ်ပြီးလူတောင်းရံမှကောက်ွယ်နိုင်ရန်လူတောင်းရံကောက်ွယ်ရေးဆိုင်ရာနိလန်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းပြည်သူများကို TNL ကအသိပေးပြန်ကြားထားပါသည်အကြံပေးစစ်ကောင်စီကငလင်းပြန်လည်ထူထောင်ရေးအတွက်စွန်လတလာလုံးအသေးခက်ရက်စဲရေးတင်ညာထားသည့်ကြောင့်မှ TNL သိမ်းပိုက်ထားသောနောင်ချိုမြို့နယ်ကိုအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါသည် ဆက်လက်ပြီး NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးနဲ့ရန်ကုန်လွှတ်တော်ကုစားပြုကော်မတီမှလွှတ်တော်ကုစားလည်းများတွေ့ဆုံခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းနဲ့ရန်ကုန်လွှတ်တော်ကုစားပြုကော်မတီ CRYH ကလွှတ်တော်ကုစားလည်းတွေရဲ့ဦးဆောင်အဖွဲ့တို့ဇွန်လ14ရက်ဒီနေ့မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါတွစ်ဆောင်ဆွေးနွေးမှုအတွင်လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကတာဝန်ရှိသူတွေနဲ့ရန်ကုန်လွှတ်တော်ကိုစားပြုကော်မတီ CRYH ကလွှတ်တော်ကိုဆက်လက်တွေ့ရန်ကုန်ပြည်သူ့ကာကွယ်ရေးပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးကဝန်ကြီးဌာနအနေနဲ့အဓိကထားလှုပ်ဆောင်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်ကောက်ယူနေမှုအခြေအနေတွေ၊မြေပြင်မှာလူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေရဲ့လှုပ်ဆောင်နေမှုအခြေအနေတွေ၊နိုင်ငံတကာတန်တမာလမ်းကြောင်းတွေကတဆင်အကြမ်းဖက်စစ်အုပ်စုကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့တရားမျှတမှုဖော်ဆောင်နေမှုအခြေအနေတွေအစရှိတာတွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ တက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေပြည်သူ့ကောက်ွယ်ရေးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကလည်းသိရှိလိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအပြန်အလှန်မေးမြန်းဖြေကြားမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ကျမရဲ့ဆက်လက်ပြီးစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်တပ်ကခင်းရွာစုတောင်းပြည်ဖုန်ကြီးကြောင်းတောင်းထိုင်ဆရာတော်နဲ့မိခင်ဖြစ်သူအပါဝင်ပြည်သူလေးဦးကိုပြစ်ခတ်တပ်ဖြတ်ကနေအိမ်များကိုမိရှို့ဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်အကြံဖက်စစ်တပ်ကကင်းရွာစုတောင်းပြည်ဖုန်ကြီးကြောင်း ကျောင်းထိုင်စီရတော့နေမိခင်ဖြစ်သူအပါအဝင်ပြည်သူလေးဦးကိုပြစ်ခတ်တက်ဖြတ်ကနေအိမ်များကိုမိရှုဖြက်စီနေကြောင်း Hollet Information Network တာဝန်ခံကိုနဂါလီကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ12ရက်နေ့တွင်မင်းကွန်းဒေတာမှထွက်လာသောအကြံဖက်စစ်ကောင်စီတပ်သားများသည်ကင်းရွာကိုဝင်ရောက်စီးနင်းပြီးစုတောင်းပြေဖုံကြီးကျောင်းကျောင်းထိုင်စီရတော့နေမိခင်ဖြစ်သူအပါအဝင်အမျိုးတော်ဆက်သူတို့အုပ်ကိုစစ်ကောင်စီတပ်သားများကတက်ဖြတ်ခဲ့ကြောင်းသိရသည် ထို့ပြင်ယမန်နေ့ဇွန်လ23ရက်နေ့ကလည်းအကြံဖက်စစ်ကောင်စီတပ်သားများကချောင်းမာကြီးရွာအနောက်ဘက်၌စစ်ရှောင်နေသည့်ပြည်သူများကိုလက်နက်ငယ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ရာအသက်40အရွယ်အမျိုးသမီးတဦးကြီးထိမှန်ပြီးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းအမျိုးသမီးနှစ်ဦးမှလည်းကြီးထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ယနေ့ဇွန်လ14ရက်နေ့မွန်လွဲပိုင်းမှာစတင်ပြီးအကြံဖက်စစ်ကောင်စီတပ်သားများကချောင်းမကြီးရွာနဲ့ကင်းရွာများကိုဝင်းရောက်စီးနင်းပြီးပြည်သူပိုင်းနေအိမ်များကိုစိတ်ကြိုက်မိရှုအဖျက်ဆီးနေကြောင်းသိရပါတယ်။ မင်းကွန်းဒေတာကနေထွက်လာတဲ့ဆေးကြောင်ကအခုချောင်းမကြီးရွာနေကင်းရွာတွေကိုမီးရှို့နေပါတယ် နှစ်ရွာလုံးကိုတပြိုင်တည်းမိရှို့နေပါတယ်။အခုမိရှို့နေတဲ့စစ်ခွေးတွေကလွန်ခဲ့တဲ့၃ရက်ခန့်လောက်ကကင်းရွာထဲမှာရှိတဲ့စူတောင်းပြေဖုန်ကြီးချောင်းတွေကကျောင်းထိုင်စီရတော့တပားရဲ့မိခင်ဖြစ်သူရဲ့အမျိုးတော်ဆက်သူရဲ့စုစုပေါင်း၃ဦးကိုပြစ်တက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကလည်းချောင်းမကြီးရွာထဲမှာရောက်နေတဲ့စစ်ခွေးတွေကရွာရဲ့အနောက်ဘက်မှာစစ်ရှောင်နေတဲ့ပြည်သူတွေကိုလက်နက်ငယ်နဲ့ရန်တမ်းပစ်ခတ်လိုက်တာအသက်၄၀အရွယ်အမျိုးသမီးတအူကလက်နက်ငယ်မှန်ပြီးတော့အိမ်နားမှာပွဲချင်းပြီးသေဆုံးတယ်လို့သိရပါတယ်။ အမျိုးသမီးငယ်နှစ်ဦးကတော့လက်နက်ငယ်ထိမှန်တယ်လို့ပဲသိရတယ်ဟု Wallet Information Network တာဝန်ခံကိုနဂါလီကပြောဆိုပါတယ်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေလက်ရှိချိန်တွင်ခြေရွာအတွင်းမှာထောင်နဲ့ချီသောပြည်သူများသည်ဘေးလွရာထွက်ပြေးနေရပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်ရှိချိန်တွင်နေအိမ်များကိုမိရှို့ဖျက်ဆီးနေစေဖြစ်ကြောင်းသိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။